မင်္ဂလာပါရှင်ကေတက်တယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မော်ဘီတွင်လေတက်မီတာစုဝင်တက်ကြီးကုန်းကြီးရွာအုပ်ချုပ်ရေးမှူးအောင်သူနှင့်ဆွေမျိုးများဖွင့်လှစ်ထားသောဆိုင်ကမ်းများကိုလက်ပစ်ပုံများဖြင့်ပစ်ကတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရှမ်းကုန်းမြို့မော်ဘီမြို့နယ်တွင်လေတက်မီတာစုဝင်တက်ကြီးကုန်းကြီးပါအုပ်ချုပ်ရေးမှူးအောင်သူ၏ဆွေမျိုးများဖွင့်လှစ်ထားသောဆိုင်ကမ်းများကိုလက်ပြပုံသုံးလုံးပြည်သွင်းတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီ YA မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်ရမနိမီလာ29ရက်နေ့ည9:55မိနစ်ခန့်အချိန်မော်ဘီမြို့နယ်တွင် အကျန်းဖက်စစ်တပ်ဤလေတမမိသားစုဝင်ဖြစ်သူတက်ကြီးကုံကျေးရွာအုပ်ချုပ်ရေးမှူးအောင်သူဤဆွေမျိုးများဖွဲ့လှစ်ထားသောဆိုင်ကန်းတွဲ၃ကန်းကိုလက်ဖြစ်ပုံ၃လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်တိုက်ခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးပေတော်လန်ရေးရဲဘော်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တကြီးကုံကြေးရွာအုပ်ချုပ်ရေးမှူးအောင်သူဤတမျိုးလုံးကလေတက်အငိမ့်စားတွေပါနောက်ပြီးညီငယ်ဆုံးကလည်းလက်ရှိလေတက်မှာ Y8 မောင်းပြီးခွေးဆက်ခင်းနေသူပါ အောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့ဆိုင်ကန်ကျွဲ၃ကန်းကိုလက်ပြပုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါဟုရန်ကုန်အာမေ YA မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးလေတပ်တွင်တာဝန်ထမ်းဆောင်နေသောအကြံဖက်စစ်ကောင်စီတပ်သားများ၏ဆွေမျိုးများကိုလည်းဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းရန်ကုန်အာမေ YA မှတာဝန်ရှိသူတဦးကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ရှိအမြင့်ဆုံးတောင်ကုန်းပေါ်တွင်တည်ရှိသောဖြူဟာမြောင်ဘရင်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက나이ပိုင်းအတွင်တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ရှိအမြင့်ဆုံးတောင်ကုန်းပေါ်တွင်တည်ရှိသောဘရင်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNLA သတင်းရင်းမြစ်များကိုပိုကာ၍ထိုင်းသတင်းများတွင်ဖော်ပြထားပါတယ်။ ရှင်နေမေလ30ရက်နေ့နနက်၄နာရီချိန် KNL KNDO ပူးပေါင်းတပ်များကဝေါ်လီဗျူဟာစစ်စခန်းအနီးရှိအမြန်မာဆုံးတောင်ကုန်းတွင်တည်ရှိနေသောဘရင်နောင်ကုန်းစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းအဆိုပါစခန်းကုန်းကိုပထမဆုံးအကြိမ်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါသည် ်မေလ28ရက်နေ့ကနယ်လေးစခန်းကိုသိမ်းပြီးတော့အပြတ်မှာမနေ့ကအဲ့ဒီဘရင်နောင်စခန်းကုန်းကိုတက်ဝိုင်းတာပြီးတော့ drone တွေနဲ့ထောက်လျှောက်ဘုံကျဲချပြီးသိမ်းလိုက်တာလို့သိရတယ်အဲ့ဒီစခန်းကုန်းအရန်မြင့်နေဘလို့မှတက်သိမ်းဖို့မလွယ်တဲ့နေရာကိုညာရင်းချင်းတိုက်ပြီးဒီမနက်မှာသိမ်းပြလိုက်တာစစ်တပ်ကအကုန်ဆင်းပြေးတာလို့သိရတယ်ဟုထော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါဘရင်နောင်တပ်စခန်းကို KNLA ကဆယ်စုနှစ်ချီ၍ထိုးစစ်ဆင်ခဲ့ပူးတော့လေတချိန်မှမသိမ့်ပိုက်ဖူးခဲ့ကြောင် ယခုတိမ့်ပိုက်ရရှိမှုမှာပထမဆုံးအကြိမ်တိမ့်ပိုက်ရရှိခြင်းဖြစ်သည့်အပြင်နိုင်ပိုင်းအတွင်တိမ့်ပိုက်ရရှိခြင်းဖြစ်ကြောင်းသိရပါတယ်။ရှမန်နီညာပိုင်းမှာယနေ့နနက်ပိုင်းအထိထိုင်းမြန်မာနယ်စပ်တလျှောက်စစ်ကောင်စီတပ်စခန်းများကို KNLA ကထိုးစစ်ဆင်နေခြင်းကြောင့်ပြည်သူ933ဦးထိုင်းနိုင်ငံဘက်ခြမ်းသို့ခိုးလုံလာကြောင်းထိုင်းသတင်းများကဖော်ပြထားပါတယ်။ ဆလပီမော်လမြိုင်တွင်ပြည်သူနေအိမ်600ကိုဖျက်သိမ်းဖို့ဆောင်နေသောလှရတနာမျိုးကွက်သည့်စီမံကိန်းကိုရွေးကောက်ပွဲမတိုင်မီဝန်ဝင်ကြီးချုပ်နှင့်နေလုံဝင်ကြီးတို့ကလီလန်တင်တွန်းရောက်နေတဲ့ဆိုတဲ့တဲ့နဲ့ပေ60ပေ60မြေကွက်တစ်ကွက်လျင်ငွေကျပ်3500ဖြင့်ကရန်အပီးထုတ်ပေးရောင်းချနေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ မွန်ပြည်နယ်မော်လမြိုင်မြို့တွင်ပြည်သူနေအိမ်600ကိုဖျက်သိမ်းပြီးအကောင့်ထဲပေါ်နေသောလိုင်းရတနာမျိုးကွက်သစ်စီမံကိန်းကိုရွေးကောက်ဖွဲ့အပြီးအစိုးရအပြောင်းလဲဖြစ်နိုင်၍မွန်ဝင်ကြီးချုပ်နှင့်နယ်လုံးဝင်ကြီးတို့ကလီလံတင်တွန်းရောက်နေကြောင်း မော်လမြိုင်မြို့စည်းဝါးရေးအတိုင်းဝိုင်းကပြောဆိုပါရယ်မော်လမြိုင်မြို့လှိုင်းရက်ကွက်နှင့်တာယာအေးရက်ကွက်ရှိမြေအေက17တပ်သမ239အေကပေါ်ရှိ နေအိမ်600ခန့်ကိုစစ်တပ်ကကျူးကျော်နေအိမ်များအတင်းအကျပ်ဖေရှားကလှိုင်းရနနာမြို့ကွက်တဲ့စီမံကိန်းကိုအကောင့်ထည့်ဖို့ခဲ့ကြောင်းယခုအခါလာမယ့်ဒီဇင်ဘာလတွင် စစ်ကောင်စီကရွေးကောက်ပွဲကျင်းပပြီးအစိုးရအပြောင်းလဲဖြစ်နိုင်သဖြင့်ရေးအချိန်မတိုင်မီမြေကွက်များကိုမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံးဝန်ကြီးဘုံမူကြီးကျော်စွာမြင့်တို့ကိုယ်တိုင်အတင်းအကျပ်ထိုးရောက်နေကြောင်းသိရပါတယ်။ ဝန်ဝင်ကြီးကျောက်အောင်ကြည်သိန်းကဒီ project ကိုမြေကွက်တွေကိုဒီနှစ်အကုန်အပီးရောက်ဖို့ညွှန်ကြားတယ်။ဒီနှစ်ကုန်မှာရွေးကောက်ပွဲပေါ်လာရင်အစိုးရအပြောင်းလဲဖြစ်နိုင်တာမို့ဒီကာလမတိုင်မီမြေကွက်တွေကိုကုန်အောင်ရောက်ဖို့အမိန်ပေးတယ်။ဝန်ကြီးချုပ်ကိုယ်တိုင်စီးပွားရေးသမားတွေကိုမျိုးသစ်စီမံကိန်းကမြေကွက်တွေကိုချက်ချင်းဝယ်ခိုင်းနေတာ၊ဂရန်ပါထုတ်ပေးမယ်ဆိုပြီးဝယ်ခိုင်းနေတာဟုမော်လမြိုင်အခြေစိုက်စီးပွားရေးအတိုင်းဝိုင်းကရှင်းပြပါတယ်။လက်ရှိမွန်ပြည်နယ်စစ်ကောင်စီကလှရတနာမြေကွက်တစ်စီမံကိန်းမှာပေ60နှစ်ပေ60မြေကွက်တစ်ကွက်လျင်ငွေကျပ်3500ဖြင့်ခရီး န်ကြီးအပီးထုတ်ပေးပြီးတတ်တုတ်တိုက်ရောင်းချနေကြောင်းမြေကွက်များကိုလေလံစနစ်ဖြစ်မှာလော့အလိုက်ရောင်းချမှုများရှိနေကြောင်းသိရပါတယ်အဆိုပါလိုင်ရတနာမျိုးကွက်တစ်စီမံကိန်းတွင်မုံပြင်းနယ်ဝင်ကြီးချုပ်အောင်ကြည်သိန်းနှင့်နေလုံးဝင်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ရှယ်ယာများရရှိထားကြခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်းစီမံကိန်းကိုရခိုင် NLD အစိုးရလက်ထက် မော်လမြိုင်ခရိုနီမိုးကျော်ငွေမိုးစယုံနှင့်ဟိုတယ်နှင့်စစ်တပ်တို့ပူးပေါင်း၍မြေဖြိုရောင်းစရန်လှုံ့ဆော်ခဲ့တော်လဲမအောင်မြင်ခဲ့ကြောင်း ယခုစစ်အာဏာသိမ်းချိန်တွင်ရင်းစီမံကိန်းကိုအတင်းလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရပါတယ်။မော်လမြိုင်မြို့တွင်လျှက်ရတနာမြို့ကွက်သစ်စီမံကိန်းကိုမော်လမြိုင်အခြေဆိုင်ခရိုနီစီးပွားရေးသမားမိုးကျော်ကဦးဆောင်အကောင့်ထဲပို့နေခြင်းဖြစ်ပြီးမိုးကျော်ခငွေမိုးက၄၀ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်ဆက်ကောင်စီက၆၀ရာခိုင်နှုန်းရှေ့ရပါဝင်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံဝန်ကြီးပုံမူကြီးကျော်စာမြင့်တို့ကလည်းရှယ်ယာများရရှိကြောင်းသိရပါတယ်။စီမံကိန်းကလေသမားတွေပိုင်နဲ့လယ်မြေတွေပေါ်မှာလှုပ်တဲ့လေသမားတွေကိုနစ်နာကြေးခေါ်ယူတွေ့ဆုံခြင်းမရှိဘဲမြို့ကွက်သစ်စီမံကိန်းကိုပြည်နယ်အစိုးရအဖွဲ့နဲ့ခရိုနီတိုက်ကလှုပ်ကြတာ။လေသမားတွေမှာကဒီမြေကွက်တွေကသူတို့မြေတွေဖြစ်တဲ့ဆိုတာလည်းပြနိုင်ကြတယ်ဟုမော်လမြိုင်မြို့မှာမြေယာအကြီးလှုပ်ရှားသူတို့ကရှင်းပြပါဗျာ။ ဆက်လက်ပြီးဖားကတ်မြို့နယ်လုံခင်းရွာသို့စစ်တပ်စစ်ကြောင်းဖြတ်တန်းစဉ်ပြည်သူ၅ဦးထပ်မင်းကိုပြစ်တက်သွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်းကြီးရွာသို့စစ်တပ်စစ်ကြောင်းဖြတ်တန်းစဉ်ပြည်သူ၅ဦးထပ်မင်းကိုပြစ်ခတ်တက်ဖြတ်သွားကြောင်းဒေသပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်။ မေလ28ရက်နေ့ညပိုင်းမှစတင်၍ဖားကံမြို့နယ်လုံကင်းကျေးရွာအနီးသို့ရောက်ရှိလာသောစစ်ကောင်စီတပ်ကမေလ28ရက်နေ့နဲ့မေလ29ရက်နေ့လုံကင်းရွာသို့ဖြတ်တန်းစဉ်ပြည်သူများကိုပြစ်ခတ်တပ်ဖြတ်သွားခြင်းဖြစ်ကြောင်းပြစ်ခတ်တပ်ဖြတ်ခံရသူပြည်သူ၅ဦးထပ်မင်းရှိပြီးဂျမန်နေမော်လွယ်ပိုင်းစစ်တပ်စစ်ကြောင်းထွက်ခွာသွားစဉ်အလောင်းများကိုကောက်ယူတကြွရကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ် လုံခင်းရက်ွက်လေးလန်းစုံနေရနိုင်အနီးအနားမှာပြည်သူတွေကိုပြစ်တက်သွားတာဒီတိုင်းပြစ်တက်သွားတာလမ်းပေါ်မှာအလောင်းတွေလိုက်ကောက်ရတယ်စုစုပေါင်းတော့သိရတာ၅ဦးရှိတယ်ဒီထက်ပိုနိုင်တယ်နေရာစုံမကြည့်ရသေးဘူးဟုလုံခင်းမဒေသသတင်းရင်းမြစ်ကပြောဆိုပါတယ်ဖာကန်းမြို့နယ်လုံခင်းရွာတို့အကြံပတ်စစ်တပ်စစ်ကြောင်းဝင်ရောက်စဉ်ရွှေမော်တဲကိုကံပေါ်မှာထွက်ကြည့်သည့်ပြည်သူတအုပ်ကိုစစ်တပ်ကဖိကတ်တပ်ဖြတ်ခဲ့ရာတွင်ယခုအချိန်အထိအလောင်းမကောက်ရသေးကြောင်းသိရပါသည်။ ဟာကက်လုံခင်းဤရွာကရွှေမော်တဲကိုကမ်းမှာအရက်သားပြည်သူတအူးကစစ်ခွေးစစ်ကြောင်းလာတာကိုပတင်းပေါက်ကနေထွက်ကြည့်တာကိုတနက်နဲ့ပြစ်လို့ဖွဲချင်းပြီးအသက်သေးဆုံးနေတဲကိုကမ်းမှာရှိတဲ့ပတင်းပေါက်တွေလည်းထိခိုက်ပျက်စီးမှုရှိတယ်ဟုဒေသခံပြည်သူတအူးကပြောဆိုပါတယ် အကြံပတ်စစ်တပ်ကဖားကန်မြို့သို့အင်အား600ကျော်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးလက်တရှောင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းဒေသတရင်ရင်းမြစ်ဤအဆိုအရသိရှိရပါဆက်လက်ပြီးမင်းတို့မြို့နယ်အတွင်းဝင်ရောက်လာသောစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုင်းမှုတော်လန်ရေးရဲပေါ်တအူးကြဆုံနထိုးကြီးမြို့မှရဲစခန်းမှာဒူးတက်ချက်တအူးကိုအရှင်ဖမ်းမိတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေတိုင်းမင်းတို့မြို့နယ်အတွင်းဝင်ရောက်လာသောအကြံပတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာတော်လန်ရေးရဲပေါ်တအူးကြဆုံခဲ့ကြောင်း United State of Burma Burma Army USPA မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်။မေလ20ရက်နေ့တွင်ကပါစာနှင့်ကပါစာ30နှင့်လင်းကယ်ရဲစခန်းများမှအင်အား80ခန့်ပါအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်အထက်မင်းလာမြို့နယ်လင်းကယ်တိုင်နယ်အတွင်ကို drone များလက်နက်ကြီးများဖြင့်ပစ်ကတ်ကစတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ မီလ23ရက်နေ့နနက်အစောပိုင်းတွင်ကပစဆက်နှင့်မှအင်အား90ဝန်းကျင်ရှိသောအကြံဖက်စစ်တပ်စစ်ကြောင်းသည်တယံမြို့နယ်ထီယိုကျေးရွာကိုကားများဖြင့်ဝင်ရောက်လာကမင်းတို့မြို့နယ်အရှိမြောက်ချမ်းရှိကျေးရွာများကိုနှစ်ဖက်ပိတ်ဆို့ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်းသိရပါသည် ထိုအကြံဖတ်စစ်တပ်စစ်တောင်းသည်ပြည်သူများ၏ရိတ်ခါများကိုခိုးယူကာချက်ပြုတ်စားတောက်ပြီးကျွဲချမ်းရွာစာတင်ကျောင်းတွင်ညအိစခန်းချပြီးကပ္ပဆစနစ်မှစစ်တောင်းကိုနေလ23ရက်နေ့ညပိုင်းတွင်တော်လင်ရေးတပ်ဖွဲ့များနှစ်ကြိမ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။မေလ25ရက်နေ့ညနေပိုင်းတွင်ရွာသားရွာကြီးရွာအနီးတွင်အကြံဖတ်စစ်တပ်စစ်တောင်းနှင့်ထော်လန်ရေးတပ်ဖွဲ့များကတိုက်တွေ့တိုက်ပွဲထပ်မံပြပွားခဲ့ပြီးထော်လန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်လှိုင်းပွားမြင်းမြတ်စွာအသက်ပေးလူခဲ့ကြောင်းသိရပါသည်။ အဓိကကတော့လက်နက်ခဲရမပြေဆုံးတော့လက်တပြတ်ထိတွေ့မှာပြအားချင်းမရှင်နိုင်လို့ကြာခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လက်နက်ခဲရထောက်ပံ့နိုင်တဲ့သူတွေထောက်ပံ့ပေးဖို့နဲ့အကူအညီတောင်းကျပ်ပါတယ်ဟု United State of Burma Army USBA မှတာဝန်ရှိသူတဦးကပြောပါတယ်။ထို့ပြင်မန္တလေးတိုင်းနထိုးကြီးမြို့မှာရေစက်ကမ်းမှာရေတူတက်ချက်တအူးကိုဒေါ်လာရေးတပ်ဖွဲ့များကအရှင်းဖမ်းမိခဲ့ကြောင်းနထိုးကြီး region နဲ့ different for NRDF မြင်းချံခရိုင်အမှတ်၈တိုင်ရင်ကသတင်းထုတ်ပြန်ထားပါတယ် မေလ28ရက်နေ့တွင်နထိုးကြီးမြို့မှရဲစခန်းမှရဲတူတက်ချံမင်းမော်ဆိုသည့်နထိုးကြီးမြို့တွင်တနေရာတွင်မြေချံခရိုင်အမှတ်၈တိုင်းနှင့်နထိုးကြီးမြို့နယ်ပါကာဖာတို့ကဖမ်းဆီးထိန်သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်